တနေ့တာလုံးမှာအလုပ်တွေလုပ်ရမယ်အိမ်ပြင်ထွက်ရမယ်လုပ်ငန်းကင်တာတွေသွားရမယ်လုပ်ရမယ်လုပ်ရမယ်သွားတဲ့အခါကျတော့အန္တရာယ်ဆိုတာချုပ်တတ်တယ်အဆီဒင့်အဆီဒင့်နဲ့ပြောကြတာမမျောလင့်မဲနဲ့ဖြစ်တာကိုအဆီဒင့်လို့ခေါ်တာအဲ့တော့အန္တရာယ်ဆိုတာတွေကိုချုပ်တတ်တော့ဒီအန္တရာယ်တွေမချုပ်ကြရအောင်မလုပ်ဖို့လိုအပ်တယ်ဆိုတာမှန်ကန်တဲ့နည်းတစ်ခုနဲ့ အန္တရာယ်တွေကိုမကြုံမှုခရအတွက်ဟောဒီဒုတိယတတိယမြောက်သရုတ်ထမြောက်ခါထာလေးကပြောတော်ဆိုတပ်ပိဗုဒ္ဓဗလပတ္တပိစိကံနေသယံပလံအရဟန္တာနေသတေစေနရက္ခံဗန္ဒာမိသဘတော်ရက္ခဆိုတာအဆောင်အရှောင်အကာအကွယ်တစ်ခုလုံးလိုက်တယ်အေးဒါကြောင့်မလို့ပြောကြတယ်ခေးသွားလို့ရှိရင်တမ္ပုတ်တွေရွတ်သွားတယ်ဆိုတာတမ္ပုတ်တွေဆိုဖျားရှိခိုးတာပဲ ဘုရားကိုအာယုံပြုပြီးတော့ရှ िख ိုးတာဒါလည်းဘုရားကိုအာယုံပြုလိုက်တဲ့ချင်းကိုယ်စိတ်ထဲမှာကုသိုလ်တွေဖြစ်သွားအဲ့ဒီကုသိုလ်ကကာဝေဆောင်းလျှောက်တယ်လို့ဆိုလို့တာကုသိုလ်ရအောင်လုပ်ဖို့တော့လိုအပ်တယ်ပေါ့ဘုရားကိုအာယုံပြုဖို့လိုအပ်တယ်အခုကြည့်ဒီကာထာလေးရဲ့အဓိပ္ပာယ်ကဘလောက်ကောင်းလို့ဆိုတော့ရက္ခံဗန္ဒာမိသဗ္ဗတောအရက်ခတ်သိန်းကနေပြီးတော့ကို့အတွက်အကာအွယ်ဖြစ်အောင်ဆောင်းလျှောက်ဖို့လုပ်ပါတယ်တဲ့ဘာနဲ့အဆောင်းလျှောက်ဖို့လုပ်တာလို့ဆိုတော့ သဗ္ဗေဗုဒ္ဓဗလပတ္ထခရီးတွေဆိုတာစွာအမတ္တမချီးတယ်ကာယဗလညာနာဗလဆိုတာလို့စွာအချီးတယ်ခရီးမန္တမယစွာအားတွေအမတ္တန်ချီးတယ်အဲ့ဒီခရီးတွေရဲ့စွာအားကိုအသုံးပြုပြီးတော့ဟုတ်လားအနိယခင်းမှုကိုစောင့်ရှောက်မှုကာကွယ်မှုကိုစီမံပါတယ်လို့ဒီလိုပြောတာဆိုလိုတာကမြတ်စွာဘုရားရဲ့ခုံကိုချီးကျူးလိုက်တာပဲသဗ္ဗေဗုဒ္ဓဗလပတ္တဆရာရှင်နေအားလုံးဟာ ကာယဗလညာနာဗလဆိုတဲ့စွမ်းအားတွေကိုရရှိထားတာဖြစ်ပါတယ်။အဲ့ဒီဖရာရဲ့စွမ်းအားတွေနဲ့ကျွန်ုပ်အကာအကွယ်လုပ်ပါတယ်။ဒါနဲ့အမြဲတမ်းမှန်ကန်တဲ့ဤစနစ်နဲ့လုပ်တာဖြစ်တယ်ပေါ့နော်။ပစ္စေကံနဲ့ရမလံဖရာတွေကဟုပစ္စေကဘုရားအရှင်မြတ်တွေလည်းစွမ်းအားတွေရှိ။အဲ့ဒီစွမ်းအားတွေနဲ့အကာအကွယ်လုပ်ပါအရဟံတန်းစသေစေတရဟန္တာပုဂ္ဂိုလ်ရဲ့အရှိန်အဝါတွေလည်းရှိတယ် အဲ့ဒီအရှိန်အဝါတွေကိုတုံးချပြီးတော့ဟောလာကိုယ့်အတွက်အကာအကွယ်ဖြစ်စေပါတယ်လို့ဒီလိုပြောတာအဲ့တော့ဖရာကချီးမွမ်းပြီးတော့ဖရာရဲ့စွမ်းအားတွေရင်ထဲရောက်အောင်လုပ်တယ်တရားရဲ့စွမ်းအားဒီပိစိကဗုဒ္ဓရဲ့စွမ်းအားတွေရင်ထဲရောက်အောင်လုပ်တယ်ယန္တာပုဂ္ဂိုလ်မြတ်တွေရဲ့စွမ်းအားဒါအာယုပြုတ်လို့လိုအပ်တော့နော်။လောကမှာပွင့်သွားတဲ့ဖရာတွေအများကြီးရှိတယ် အဲ့ဒီပွင့်သွားတဲ့ဖျားတွေကိုစိတ်ထဲကအာယုံပြုတ်လိုက်ပြုတ်ပြီးတော့အဲ့ဒီဖျားတွေအားလုံးဟာဆွမ်းအားကြီးမားတော်မူကြတယ်။တခါပိစိကဗုဒ္ဓတွေပွင့်သွားကြတာလည်းဒါပေါ့ဘူး။အဲ့ဒီပိစိကဗုဒ္ဓတွေရဲ့ဆွမ်းအားလည်းမတမ်းမကြီးပါလေ။လောကမှာယဟန္တာပုဂ္ဂိုလ်တွေဆိုတာရှိတယ်။ယဟန္တာပုဂ္ဂိုလ်တွေမှာလည်းဆွမ်းအားမတမ်းမကြီးတယ်။အဲ့ဒီအရှင်မြတ်တည်းရဲ့ဆွမ်းအားကကျွန်ုပ်တို့အဆောင်ချောက်ဖြစ်ပါလေ။ ဒါအမတန်ကောင်းတဲ့အတိတ်ပဲဘုရားတရားတန်တာကိုကိုကတတိယပြီးတော့စောင့်ရှောက်လုပ်တဲ့အတိတ်ပဲမျိုးဖြစ်တယ်ပေါ့အဲ့တော့နာနေခင်းမှာအင်ဂျင်ထွက်အလုံးလုံးခီးသွားအလုံးလုံးတဲ့အခါဒီလိုအကာအကွယ်စောင့်ရှောက်ဖလေးနဲ့လုတ်သွားဖို့အတွက်ပုပ္ပန္နတုတ်ထဲမှာဒါကိုလည်းထည့်သွင်းပြီးတော့ရေးသားထားကြတယ်